အားလုံးပဲမြင်လာပါခင်ဗျာဟုတ်ကဲ့ပါတနင်္ဂနွေနေ့မှာရှင်မြန်ကစားကြမယ်ဒါဥရောပလိပ်ပွဲစဉ်တွေဖြစ်တဲ့အင်္ဂလန်ပရီးမီးယားလိပ်ပွဲစဉ်အပြင်တခြားလိပ်ပွဲစဉ်ကျွန်တော်ရွေးချယ်ပြီးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်နေတယ်ပေါ့နော်ဒါတော့အင်္ဂလန်ပရီးမီးယားလိပ်ပွဲစဉ်တသက်ပိုင်းညီကိုလိုရွေးချယ်ပြီးသွားမှာဖြစ်တယ်အဲဒါကြောင့်မလို့ညီကိုလိုဒါကျွန်တော်ရဲ့အကြိုက်တွေရွေးချယ်ထားတဲ့ဖြစ်တဲ့အကြောင်းမလို့မိမိကြိုက်နှစ်သက်ရအတင်းကိုရွေးချယ်စုံစမ်းလို့ရပါတယ်ခင်ဗျာနော်ဒါတော့မောင်းဖို့ဒီတွဲဆောကြပါကျောင်းအင်္ဂလန်ပရီးမီးယားလိမှာဒါလက်ကျန်ပွဲလေးပေါ့နော်တနင်္ဂနွေမှာရှင်မြန်ကစားမယ့်ပွဲစဉ်တော့၅ပွဲလေးရှိတယ်ကျွန်တော်၅ပွဲလုံးကိုကျွန်တော်ရွေးချယ်ပေးမှာ ဟုတ်ပြီကျွန်တော်ရွေးချယ်ပေးတဲ့ပွဲတွေကကျွန်တော်အကြိုက်တယ်ဖြစ်တယ်ဒါအမတရားခိုင်လုံးကျွန်တော်အမခံပြီးရောဘာလို့ဒါရေစော့ပါဆိုပြောထားမှာပါပါဘူးခင်ဗျာနော်အဲကျွန်တော်ပထမဆုံးပွဲစဉ်ဖြစ်တဲ့ဗျာဒါအင်္ဂလန်ပလီးမားလီပွဲစဉ်မှာဆိုရင်ဒါအက်စတရွန်ဗီလာနဲ့ဒါဘုံမောက်ပွဲစဉ်ကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်တယ်အက်စတရွန်ဗီလာကယနေ့ဒီအခုလက်ရှိဖောက်ပေးတဲ့ဘော်ဒီစီရဆိုလို့ရှိရင်မော်ရှင်သူဆိုရင်အားလုံးရှုံးသေးဖောက်ပေးတာကိုပေါင်းသေးကနှလုံးရှုံးသေးဗျအစင်စားရတူမှုဆက်နှစ်ပြည့်ပြီးပြီးတော့ဘုံမောက်က9ပြည့်ဗျ နောက်ဆုံးကစားခဲ့တဲ့ဥရောပလေကွဲစဉ်ထဲမှာဆိုအဆွန်ဘီလာလို့ဒါအကောင်းတယ်လို့ပြောလို့ရတယ်ပလီမားလေးမှာတော့ဒါရှင်းနေနေ short နေတယ်ဘုံမောက်ကတော့ဒါအင်္ဂလန်ပလီမားလေးမှာရှေ့စွားနဲ့အတင်းဖြစ်ပြီးတော့တက်တက်လက်ကြားတတ်နေတယ်ဗျတကယ်ပြဿနာကြီးရမယ်ဆိုရင်တော့ဘုံမောက်မှာလည်းရှိသလိုအဆွန်ဘီလာမှာလည်းရှိရဲ့လက်တင်တော့ထိတိုက်တွေ့ဆုံမှုရအောင်ကြည့်မယ်ဆိုရင်တော့အဆွန်ဘီလာတော့နည်းနည်းတားတယ်ဗျဒါလွန်ခဲ့တဲ့နှစ်တွေကပါနော်ဒီဘက်နှစ်နောက်ပိုင်းမှာတော့အဆွန်ဘီလာရှင်းနေနေပြန်ကြားနေတာတွေ့ရတယ်ဆိုတော့နိုင်ဝဲတွေပြန်ပြီးလဲရှားဦးနိုင်မလားအဆွန်ဘီလာက ဘိုးမောင်ကလည်းဒီအဝေးခွင့်မှာအစ်ရူမီလာကိုဒုက္ခပေးပြီးတော့အတေတမနဲ့နိုင်ကန်သွားမလားဆိုတာတော့ဒီနေ့မှပဲစောင့်ကြည့်ရမှာဖြစ်ပြီးတော့ပေါ်ပြီးသေးကြပေါ့နော်ဒါရှီတူစင်ပြာသွုံချုံလေးပေးထားရေကိုပေါင်းသေးတော့နှလုံးချုံလေးဖောက်ပြလိုက်သေးတယ်ဆိုရင်ပီလာနဲ့ဒီဘုံမောက်လိုပွဲစဉ်မှာကျွန်တော်ကတော့ဒါခိုးလေးကတော့နည်းသွားပြီးတော့ကတ်ပြီးတော့အနိုင်ရရှိသွားလိမ့်မယ်ဗျာတသိမ်းရမယ်ဒီလောက်ပဲကျွန်တော်ခံမမိပါနဲ့ခံမကြည့်ရလဲပေါ့နော်အဲ့ဆိုတော့ကျွန်တော်ကဒီအက်ဆူမီလာနဲ့ဘုံမောက်လိုပွဲစဉ်မှာဒါတချောင်းလဲဆုတ်အောင်လို့ကျွန်တော်ကဘူပါအောက်ကိုပဲကျွန်တော်ရွေးချယ်ပေးခြင်းပါလဲခင်ဗျာ နောက်တစ်ပွဲဖြစ်တဲ့ဒီ Bradford နဲ့ Newcastle ပွဲတင်သွားမယ်။ Bradford ကအင်္ဂလန်ပရီးမီးယားလိဂ်13 Newcastle ကတော့14 Newcastle ကတော့ဒါဥရောပပွဲစီကောင်းခဲ့တယ်။ဒီနောက်ပြီးတော့လို့ရှိရင်လည်းအင်္ဂလန်ပရီးမီးယားလိဂ်မှာပြန်ကောင်းလာတာတွေ့ရတယ်။ Bradford တူတူပဲဒါအင်္ဂလန်ပရီးမီးယားလိဂ်မှာကောင်းမလို့လည်းဒါရှေ့ဆန်းမတည်ငြိမ်ဖြစ်နေပြီးတော့တက်တက်လက်ကြားတက်လက်အတင်းအတင်းပြဆိုတော့ထိတိုက်တဆုံမှုရမှဆိုရင်တော့အက်စတွန်ဗီလာကတားတယ်ခိုးလေးကလည်းတော့ပေါ်ထားတာတွေ့ရပြ။ဒါပေမဲ့ဘလို့ဖြစ်ပါအင်ဝင်းဒီဘရက်ဖို့ကမာတယ်။ယူကာဆီယာအဝင်းထိတ်ဆုတ်တတရှိတယ်ဗျ။ ပစိဘိုင်းမှာလည်းဒရန်ရပြဿနာတွေရှိနေတယ်ဒါဒရန်ကစားသမားများနေပြီးဘက်ဖို့ကတော့ကင်းစင်တာတွေ့ရတယ်ဘော်ဒီဈေးမှာဆိုရင်ရှေ့တူဈေးပဲဖောက်ပြီးရကိုပေါင်းနှလုံးရှုံးသွေးပေးထားတဲ့အတိုင်းမှာဆိုရင်ကိုခံမရလက်ကတော့ဒါဘုံဝမို့ရင်ဒါဝန်စီနဲ့ဒီဘက်ဖို့ပဲကတ်နိုင်သွားမယ်လို့ကျွန်တော်ကတွေးမြင်မိပါတယ်စက်ကြိုက်ကိုဆက်လက်ရွေးချယ်ပေးရမှာဆိုရင်တော့ဘက်ဖို့နဲ့ဒီနျူကာဆယ်ကိုပွဲစဉ်မှာကျွန်တော်ကတော့ဘက်ဖို့ဘော်ဒီကိုကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ခင်ဗျာနော်နောက်တစ်ဝက်ဖြစ်တဲ့ခစ်တာပဲလင်းနဲ့ဒီဘိုင်တန်ပွဲစဉ်ကျွန်တော်ပွားမယ်ဗျစာပဲလင်းနဲ့ဘိုင်တန်ပွဲစဉ်မှာဆိုအင်ကွင်းဖြစ်တဲ့ခစ်တာပဲလင်းကရှေ့တူဆိုရင်ပြားဆုံးရှုံးလေးဖောက်ပေးထားတယ် ကိုပေါင်းတရားသုံးလုံးတွင်းသွားပြီးအားဆုံးအစားကြနှစ်ဖက်ပေါင်းသွားလို့ပေါ့နော်သုံးလုံးပြည့်သွားမှလို့ပြားဆုံးသားသေးပေးထားတယ်။အဲကြောင့်ခစ်စာဖဲလေးနဲ့ဒီဗိုက်တက်ကိုဝယ်ကြည့်ရမှာဆိုဗိုက်တက်နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်နိုင်ပြီးတော့ခစ်စာဖဲလေးကနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာတည်ထားတယ်။ဥရောပပွဲစဉ်တော့ကောင်းတယ်။ဒါပေမဲ့အင်္ဂလန်ပလီးမားလီမှာရှင်လည်းပြန်ကြလာတွေ့ရတယ်။နောက်ပိုင်းဒီချုံပွဲတွေပွဲတွေလည်းပေါ့နော်။အဲကြောင့်ဘောဇီပြားဆုံးရှုံသေးရတယ်ပြေကိုပေါင်းသုံးလုံးသွင်းသွားပြားဆုံးအစားလေးဖောက်ပေးထားတဲ့ဈေးတန်းဆိုရှင်ဗိုက်တက်နဲ့ဒီပယ်လီတိုရဲ့ဒီဂိုးခံမရလာကတော့ကျွန်တော်ကတော့ ဒီတင်းမှာလည်းအသုံးလုံးသွင်းတော့ဆားစီဆိုတဲ့အတိုင်းဆိုရင်တော့ကျွန်တော်ကတော့ဒီဂိုးအောက်ကိုပဲကျွန်တော်ရွေးချယ်ပေးခြင်းနေဗျဒီဥစ္စာလေးကိုကိုကနေပြီးတော့တင်းတော်စီနဲ့ပဲလိုက်ပြီးတော့စော်ကားစီခြင်းနေပေါ့နော်နောက်တစ်ပွဲဖြစ်တဲ့ဗျာဒီ Fallen Lich ပွဲစီကိုကျွန်တော်ရွေးချယ်ပေးသွားမယ်နောက်တစ်ပွဲ Fallen ကတော့ဒါ Lich United ကိုပေါ့နော်ရှီလူဆိုပြီးအဆုံးရှုံးပြီးကျွန်တော်လည်းဂိုးပေါင်းစီတလုံးသွင်းလိုက်ပြဆုံးရှုံးပြီးပြီးထားတယ်ဗျဒါပေမဲ့ Nottingham Forest ကတန်းစင်းဆုံးနေမှာအရောက်နေတယ်။နောက်ဆုံးကစားလဲတော့ Manchester United ကိုနှစ်နှစ်တေးကြာထားတယ်။ Leeds United နိုင်ယူထားတယ်။ ဒါပေမဲ့လူနိုင်တဲ့ကိုတော့ not yet follow လို့ short တော့လို့မရဘူးတန်းတက်လာရဆိုပေမဲ့ရုံငန်းအားရှိတယ်အဝေးကလည်းစွရုံတာရှိတယ်အိမ်ကွေးမှလည်းရုံကန်နေတာလည်းရှိတယ်ဗျဒါပေမဲ့ not yet follow ကသူ့တက်ကိုပိုရုံကန်မှလည်းဖြစ်တယ်ဒီပြပြောင်းလဲလို့ပြောရှုံးမွေးတွေဂျုံတွေပြီးတော့ဥရောပပေါ်စင်ကောင်းပြီးတော့ဒါပြည်တွင်း league England Premier League မှာရှေ့ကျနေ not yet follow ခြေတူသွင်းပြားဆုံးရှုံးသေးရနေပြီးဂိုးပေါင်းသေးတို့နှလုံးသွင်းမှာပြားဆုံးရှုံးသေးပေးထားတယ်ဆိုတော့ကျွန်တော်ကတော့ဒီနေ့နိုင်ဝက်ပြန်ရှာလာမယ် Nordian Forest ပဲနိုင်ဝီ၃ဘက်ကိုရောက်သွားလိမ့်မယ်လို့ပဲကျွန်တော်ကခံမှန်မိပါတယ်ခင်ဗျာနော်အဲကျွန်တော်ကျွန်တော် Nordian Forest နဲ့ဒီ Lake to Poison မှာဆိုလဲ ီ Northern Forest Body လေးကိုတင်တော်အစီအနေနဲ့လိုက်ပြီးတော့စုံစမ်းသိကျင်ပါတယ်ခင်ဗျာနော်နောက်ထပ်နောက်ကျပွဲစဉ်ဖြစ်တဲ့ Manchester City နဲ့ Liverpool ပွဲစဉ်ကျွန်တော်ရွေးချယ်ပေးသွားမယ် Manchester City နဲ့ Liverpool လို့ပွဲစဉ်မှာဆို Manchester City England Premier League မှာအနိုင်ရရှိခဲ့တယ် Liverpool ကတော့ဒါနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆို Real ကိုအနိုင်ရရှိတယ် England Premier League မှာဆိုလို့ရှိရင်လည်းဒါအနိုင်မပြေထားတွေ့ရတယ်ဆိုတော့ Manchester City ကတော့ဒီနေ့ Liverpool ကိုကြိုးပစ်ထားတဲ့ body စီဒါရှိသူဆိုရင်အရှုံးကနေပြီးတော့ကိုပေါင်းသေး၃လုံးသွင်းတာပြဆုံးအရှုံးလေးနှစ်ဖက်ပေါင်းရင်ပေါ့နော်ဖောက်ပေးထားတယ် တော့မန်ချက်စတာစီးနဲ့လီဗာပူးထိတဲ့တွေ့ဆိုတိုင်းမှာဂိုးလေးတွေပေါ်ပြီးပြတ်ထားတာတွေ့ရတယ်ဆိုပေမဲ့ဒီဘက်တင်တော့မှာကစားသမားအပြောင်းလဲလို့ပြီးရောင်းဝယ်တွေလုပ်ထားလဲတွေ့ရတယ်ရောင်းထုတ်ထားရလိုက်ရှိတယ်ဗျာတင်းတင်းတော့ဟုတ်တော့တိုက်စစ်ပိုင်းမှာဟာလန်ကိုအားကိုးပြီးဂိုးတွေတွင်းနေဆိုပဲချန်ပီယံလိရောပလီးမားလိမှာဂိုးတွေတွင်းနေတဲ့ဟာလန်လီဗာပူးဂိုးတွေပြန်တွင်းနိုင်မလားလီဗာပူးတိုက်စစ်ကအနေနဲ့ဒါဂိုးတွေပြန်တွင်းနိုင်မလားကြည့်အောင်ဗျာဒီဂိုးတွေကတော့ဒါအထင်ပါပဲမန်ချက်စတာစီးနဲ့လီဗာပူးနဲ့ပွဲတင်မှာဒါဂိုးတွေပေါ်သွားပြီးတော့ဂိုးတွေပြတ်သွားမယ်လို့ထင်ပြီးလင်းဗျာကျွန်တော်ကတော့အဲ့လိုဒီမဟုတ်မန်ချက်စတာစီးတီးကထိန်းစော်ပြီးတော့ဒါ အလိုက်ရအောင်လည်းပဲကန်သွားမယ်ဆိုရင်လီဗာပူးရုံးကန်လာပြီးတော့ဂိုးသွင်းမှသာလဲဂိုးပေါ်သွားမယ်လို့ပဲကျွန်တော်ခံမှန်းပြပါတယ်ဒီပွဲစဉ်မှာဆိုရင်တော့မန်ချက်စတာစီးတီးနဲ့လီဗာပူးတို့ပွဲစဉ်မှာကျွန်တော်စစ်ကြောက်ရွေးချယ်ပြရရင်တော့ဘယ်လိုပဲဖြစ်ဖြစ်ပါအိမ်ဝင်အားသာချက်ရှိနေလဲမန်ချက်စတာစီးတီးဘော်ဒီကိုကျွန်တော်ကတော့တင်းတော်ရစီနဲ့ပဲလိုက်ပြီးတော့ဆော့ခိုင်းစစ်ချင်တယ်ခင်ဗျာနော်ဒါကြောင့်မလို့မန်ချက်စတာစီးတီးဘော်ဒီကိုကျွန်တော်တင်းတော်ရစီနဲ့ပဲရွေးချယ်ပြီးတော့ဆော့ကစားစစ်ချင်ပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါတနင်္ဂနွေမှာရှင်းပြကစားကြမယ်ဒါဥရောပလိပ်ပွဲစဉ်ဖြစ်တဲ့အင်္ဂလန်ပရီးမီးယားလိဂ်လက်ချက်ပွဲစဉ်ဒီထဲမှာဆိုလို့ရှိရင် ဗီလာနဲ့ဘုံမောက်ပွဲစဉ်မှာဆိုကျွန်တော်ကတော့ဂူပေါင်းအောက်ကိုရွေးချယ်ပြီးထားတာပါဘရက်ဖော့နဲ့နျူကာဆယ်ပွဲစဉ်မှာဆိုရင်တော့ဒါအင်္ဂလန်ဖြစ်တဲ့ဘလက်ဖော့ဘော်ဒီလေးပြေးထားပြီးတော့ခရစ်စတာဖဲလီနဲ့ဘိုက်တန်နဲ့ပွဲစဉ်မှာဆိုကျွန်တော်ကတော့ဂူပေါင်းအောက်ကိုရွေးချယ်ပြီးထားတာပါနော်တင်ဖော်နဲ့လက်ယူနိုက်တက်လို့ပွဲစဉ်မှာဆိုကျွန်တော်ကတော့ဒါအင်္ဂလန်ဖြစ်တဲ့နော်တင်ဖော်နဲ့ဘော်ဒီလေးရွေးချယ်လာပြီးတော့မန်ချက်စတာစီးတီးနဲ့လီဗာပူးပွဲစဉ်မှာဆိုရင်ကျွန်တော်ကတော့ဒါမန်ချက်စတာစီးတီးဘော်ဒီလေးကိုပြေးထားတာလည်းဖြစ်ပါတယ်ဒီပွဲစဉ်၅ပွဲလုံးကိုညီတို့အကြိုက်ချင်းတူမယ်ဆိုရင်တော့ ဘောင်းဘော်ဒီမိမိချိုက်နှစ်တဲ့အနေအတွက်ဆိုလို့ရပါတယ်ခင်ဗျာနော်ကျွန်တော် YouTube channel လေးဖြစ်တဲ့ Linga Support channel ကိုလည်းကြည့်ရှုအားပေးကြဖို့လည်းမမေ့ပါနဲ့ခင်ဗျာနော်ကြံပွဲစဉ်တွေတော့တင်ပြထားပါပြီကံကောင်းကြပါလေအားလုံးပဲထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ